20လောက်မှာလုံလောက်တဲ့ဥပဒေပညာရှင်မရှိဘူးမရှိတော့ကျမမေးကြည့်တယ်ဆရာမတွေကိုဘယ်လောက်ဆိုရင်လုံလောက်မလဲဆိုတော့တကယ်တော့တဝက်ကိုဖြတ်ချလိုက်မှသာလုံလောက်ရှိမှာတဲ့ဒါပေမဲ့တချို့တိုက်သူတွေကသူတို့ကလက်မလွတ်ချင်ဘူးဘာလို့ဆိုတော့ဌာနဘယ်နှခုရှိတယ်ဘယ်နှခုရှိတယ်ဆိုပြီးတော့ဟိုလူကြားကောင်းအောင်ပေါ့နော်အဲ့တော့အဲ့ဒီဟာတွေကတော့ပြင်ရမှာပဲပြင်ရမှာပဲဆိုတော့လူကြားကောင်းအောင်မဟုတ်ဘဲနဲ့တဲ့တော့ချီချီရောက်ရောက်သင်နိုင်အောင်လို့တော့ဒါဥပဒေနဲ့ထိန်းသွားမှာပဲ။ ဒီတိုင်းပဲလုပ်လို့တော့မရဘူးဘာဖြစ်ဆိုတော့အငါကြတော့တမျိုးဆက်ဆံနေသူကြတော့တမျိုးဆက်ဆံနေဆိုပြီးတိတ်သူတွေကဖြစ်လာနေတိတ်သူတွေနောက်ပြီးတော့ဆောက်ထားပုံကလည်းပညာရေးကိုအဓိကထားပြီးတော့စောက်ထားတာမှမဟုတ်ဘူး။ကျောင်းသူကျောင်းသားတွေကိုဘယ်လိုထိန်းထားနိုင်မလဲဆိုတော့အဓိကထားပြီးတော့စောက်ထားတာဆိုတော့တချို့တက်ကသူတွေဆိုလို့ရှိရင်မြို့နယ်သိဝေးတာပဲ။မြို့နယ်သိဝေးတယ်။နောက်ပြီးတော့မူအရတက်ကသူတွေနားမှာအဆောင်နေမဆောက်အောင် အဲ့ဒါတော့ကလေးတွေမစုနိုင်လို့မလို့ပေါ့မစကလေးကလေးတွေမစုနိုင်အောင်လို့ဆိုတော့ထားလိုက်ပါတော့ဒါမဲ့အဲ့ဒီရည်ရွယ်ချက်ကလည်းကောင်းတာတော့မဟုတ်ပါဘူးဒါမဲ့နောက်အဲ့ဒီရဲ့အကျိုးဆက်တစ်ခုကဘာလဲဆိုတော့ဒီကျောင်းသူကျောင်းသားတွေကအစောအပြန်မှာပဲအချိန်သိပ်ကုန်ကြတယ်အတော့ကပြန်မှာပဲအထိတ်အချိန်သိပ်ကုန်ပြီးတော့ဒီတက္ကသိုလ်ရဲ့ထိရောက်တင်တော်မထိရောက်ဘူး။နောက်ပြီးတော့ចောင်းသားတွေကတက္ကသိုလ်ပညာသင်တယ်ဆိုတာဟာဘွဲတစ်ခုရဖို့ပဲလည်းမဟုတ်ဘူး။ဒီလောကကြီးထဲမှာ လေပတ်တက်ဖို့ လောလောကရဲ့စင်ခေါ်မှုတွေရင်ဆိုင်နိုင်ဖို့လူမှုရေးနားလည်ဖို့လူမှုရေးနားမလည်ဖို့အခွင့်အရေးကအရင်နေသွားတယ်တခါရင်မင်းနဲ့စောစောစီစီကရောက်အောင်လို့သွားသွားပြီးတော့အတန်းတက်တန်းတက်ပြီးတော့တခါညကိုမိုးတိမ်မိုးမိုးချုပ်လို့ရှိရင်မိဘဆိုရင်မဆိုလို့ဆိုတခါပြန်လာအဲ့တော့ကလေးတွေကတက္ကသိုလ်ရဲ့တက္ကသိုလ်တခုကရတင်ရလိုက်တဲ့အကျိုးတွေမရဘူးပေါ့ဒါအလုံးပြန်ပြန်ရမှာပဲအလုံးပြန်ပြန်ရတော့စတာကတော့အဆင့်မြင့်ပညာရေး ဥပဒေကိုတော့အများဆုံးဆွဲရမယ်ဒီစစ်မပြရရဲ့ဥပဒေမဆွဲမီတော့အခုစနစ်ကိုပြင်ဖို့ဆိုတော့ခက်ပါလိမ့်မယ်ဘယ်လိုပုံစံနဲ့ပြင်လဲပြင်မလဲဆိုတာကိုယ်မှအစီအစဉ်ရှိရမယ်လေ plan မရှိဘဲနဲ့ဟိုနေရာလျှောက်ပြင်ဟိုနေရာတို့ဒီနေရာတို့လုပ်လို့မရပါဘူး